အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာပို့ကုန်တွေကိုအခွန်54ရာခိုင်နှုန်းရှိကြမဲ့အတွက်တခြားပို့ကုန်ခန္ဓာအပြင်အထည်ချုပ်လုပ်ငန်းတွေမှာပို့မှုအခက်တွေ့နိုင်တယ်လို့စီးပွားရေးပညာရှင်တွေကစီးရင်တဲ့တင်ထဏာကိုပြောပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က April 2ရက်က ကမ္ဘာနိုင်ငံအသေးသေးပေါ်ကိုကောက်ခံမဲ့အခွန်နှုန်းထားတွေကိုတိုးမြင့်လိုက်ရမှာမြန်မာနိုင်ငံလည်းပါဝင်ခဲ့တာပါ။အဲ့ဒီလိုအခွန်စည်းကြက်မှုအပါအဝင်ငလျင်ဘေးကြောင့်ရှိနေပြီးသားရင်းနှီးမြုပ်နှံမှုတွေအနေနဲ့ရုန်းကန်ရမယ့်အနေအထားရှိကြောင်းတခြားသောရင်းနှီးမြုပ်နှံမှုအသည့်တွေဝင်ရောက်လာဖို့မျှော်လင့်ရခက်ကြောင်းစာပြောရေးနဲ့စီးပွားရေးအကြံပေးကိုဆောင်မင်းနိုင်ကစီရင်တဲ့တည်င်းဌာနကိုပြောပါရယ်။အခုလည်းလက်တလောပေါ့နော်ဒီ Trump ကနေပြီးတော့မှဒီ American သမ္မတနေပြီးတော့မှဒီ tariff တွေပေါ့နော်သူရဲ့အခွန်ကုန်သက်ခွန်တွေတိုးမြင့်လိုက်တဲ့အချိန်မှာ မြန်မာပြည်လည်းပါတယ်မြန်မာပြည်လည်းပါတဲ့အခါကျတော့ဒီ April 9ရက်နေ့ကနေစမှာလာမသိဘူးအဲ sorry ဒီ April လာတယ်ဆိုတော့အဲ့တော့သူတို့ရဲ့ဟိုဟာကဘယ်လိုဖြစ်နေလဲဆိုတော့အခုအထည်ဆုံးဒီဒုက္ခရောက်နေလို့တန်ထွက်နေတာပေါ့နော်အထည်ဆုံးဒီမြန်မာပြည်မှာကတချို့ brand တွေအများကြီးမှထုတ်တာအများကြီးအဲချုပ်တာပေါ့ချုပ်ပြီးတော့မှပြန်ပို့ရတာလေဆိုတော့အဲ့ဒီအကုန်ကားတွေမြင်လာပြီဆိုလို့ရှိရင်ဒီမှာအထည်ဆုံးဆက်ရုံရက်ပြည်နယ်ဘူဟာစပ်ပြနာတက်ပေါ့ဆိုတဲ့အခါကျတော့ရှင်းနေပြီးသား investment နေအောင်မှဒီလိုမျိုးကုန်ွယ် ဟောပေါ့ထိတ်သွားပေါ့နော်ထိတ်သွားကြောင်းမလို့ဟိုတော်တော်လေးကိုစက်ကြလို့ရမယ့်အနေထားဖြစ်နေတဲ့အခါမှာနောက်ထပ် investment ရောက်လာဖို့ဆိုရင်ဟာတော့မလွယ်လောက်ဘူးပေါ့နော်ဒါမဲ့တစ်ခုရှိရတာကတော့ဒီ NASA ကဥက္ကဋ္ဌကြပြီးရုရှားနဲ့ဘယ်လိုကိုတော်တော်ဟာဒီတချို့ဟာလေးလက်မထိုးခဲ့တာကြီးရှိရပေါ့နော်ဆိုအဲဆိုင်ကနာတော့လုံနေချင်ဟာရတော့အဲ့ဒါတွေကတော့မပြောတတ်ဘူးဒီကို နှစ်ခုစီစဉ်နာအတိုင်းဝင်လာမလားပေါ့နော်ဒါပေမဲ့တခြား investment တွေကတော့မျောလေးကိုတိတ်ချက်တာပေါ့နော်အခုဒီထိတ်ဝါကြောင့်လည်းပါတယ်ပေါ့လေနောက်တစ်ခုက infrastructure ကြောင့်လည်းပါတယ်အခုဆိုရှင်ဒါမန္တလေးမြို့မှာတော့မှဒီ million base နဲ့ data တွေမှာတော့မှအဲ့ဒီကနေပုံမှန်ပြန်ပြီးတော့မပေးနိုင်သေးဘူးပေါ့လေဆိုတော့ဒီလိုနေထိုင်နေရတော့ investment ထောက်ဝင်လာဖို့ဆိုရင်ဟာတော့ဖြစ်နိုင်ကြတာအနေနဲ့တော့သူက trade war ကြောင့် tariff တွေရမြင်တဲ့အတွက်ကြောင့်လို့ရှိနေပြီးတိုင်း investment တွေကမနေရုံကြမ်းနဲ့ဒီထောင်ဖြစ်နေပြီဆိုတော့လေ အခုလိုမျိုးအခွန်တိုးကောက်တာဟာအမေရိကန်ရဲ့ကုန်သွယ်ရေးမှာမျှတမှုရှိရင်အလုံးအကျုံအမျက်မထုတ်နိုင်ရေးအတွက်လှုံ့ဆော်တာဖြစ်တယ်လို့အင်ပီရိုသတင်းစာရှင်းလင်းပွဲမှာပြောကြားထားတာပါအမေရိကန်အနေနဲ့မြန်မာပါဝင်နိုင်ငံပေါင်း180ကျော်အပေါ်အခွန်တိုးမြင့်လိုက်တာဟာလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများပြားပေါ်စံချိန်တင်အခွန်တွန်းမြင့်ကောက်ခံမှုဖြစ်လာတယ်လို့နိုင်ငံတကာကထုတ်ပြန်မှုတွေရှိတာပါ။အဲ့ဒီလိုအခွန်တွန်းမြင့်မှုကြောင့်အမေရိကန်မှာသွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ကုန်ပစ္စည်းပေါ်မူတည်ပြီးအခွန်နှုံထားတက်တာတဲ့နိုင်ငံတွေကိုရွေးချယ်ကဝယ်ယူသွားကြမယ်အနေအထားဖြစ်တယ်လို့ဗန်ရီးယားကျွမ်းကျင်သူဦးထေအောင်ကြီးက CNN သတင်းဌာနကိုပြောပါတယ်။ဟုတ်ကဲ့ဟောတူလက်ခံရမှာပဲ။ဘာမှပြုတ်ပြီးရပို့ရဆိုရင်ဒါသွင်းကုန်ကုန်ခေါ်တာပေါ့။သွင်းကုန်ကအမေရိကန်ကတွင်းတဲ့လူတွေကခံရမယ်ပတ်စံအခွန်တော်ကြီး။အဲ့တော့အမေရိကန်လူတွေက ခံရမယ်ဆိုတဲ့ခါကျတော့အမေရိကန်အင်ပိုတာတွေကဒါကိုဒင်းလုံးတင်ပါလေတင်ကဘယ်လိုတော့မလုပ်ဖြစ်ရအမေရိကန်စားသုံးသူပဲဖြစ်ပါပေါ့တခုရှိတာကဟိုဗမာနိုင်ငံနေနဲ့ကြတော့ဆိုတော့ဒီကိုရီးယားကြီးလဲရှာလဲဖြစ်နေတာပေါ့လေအဲ့တော့ဟိုတခုတော့ရှိတာပေါ့ရွေးချယ်ရပစ္စည်းရရှိရဆိုလို့ရှိရင်မှာဗမာပစ္စည်းနဲ့ပြည်ပစ္စည်းနဲ့ဗမာပစ္စည်းနဲ့ဗီယက်နမ်ပစ္စည်းနဲ့ရွေးချယ်ရပစ္စည်းရှိရဆိုလို့ရှိရင်တော့သူကဒီအမေရိကန်ကအင်ပိုတာတွေကကြီးသွင်းကုန်ကိုညှော်နေတဲ့အချိန်မှာယူပြီး ဝင်သွားမှာပေါ့။ဘာဆန်တော့အထိုင်းတော့ကြောက်တော့ရှော့ပေးထားတယ်။ဟိုပမာပြူ34လို့ဆိုချင်းထိုင်းရတူဝင်သွားမှာပေါ့။အဲ့တော့ပြောချင်တဲ့ဒီကဆန်ကလောက်တဲ့ဆိုတော့သူ့တိုင်းကြီးထိခဲ့တာတကိစ္စပေါ့။ကျွန်တော်လည်းကထိခဲ့နိုင်တာပေါ့။မြန်မာနိုင်ငံဟာပဋိပက္ခများပုံမကျေပြန့်လာမှုတဘာဝဘေးရန်ကြီးများအခြေခံကုန်စည်ရှားပမှုတို့ကြောင့်မြန်မာစီးပွားရေးဟာ2025ခုနှစ်မတ်လမှာ အနောက်တရကိုင်းနှုန်းအထိထပ်မံကျဆင်းမယ်လို့ကမ္ဘာ့ဘဏ်ရဲ့ဒီဇင်ဘာ17ရက်ထုတ်မြန်မာစီးပွားရေးစောင့်ကြည့်အစီအစဉ်ခန်းစာမှာပါရှိတာပါ။ဒါပေမဲ့လည်းအဲ့ဒီအစီအစဉ်ခန်းစာဟာမကြတိခင်ကဖြစ်ပေါ်ခဲ့တဲ့ငလျင်ပေးကြောင်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကလည်းတဆင့်စီးပွားရေးတက်ရောက်နိုင်မှုအခြေအနေတွေကိုထည့်သွင်းတက်ချက်ထားခြင်းမရှိသေးပါဘူး။